ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့ရဲ့ new future youtube channel ကနေမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေအားလုံးကြိုးစိုးပါတယ်ဗျာနော်ငလျင်ဘေးဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံတွင်းကပြည်သူတွေပြည်သားတွေအနေအထားကိုနိုင်ငံတော်အဆင့်မအလကဘလို့ပုံစံမျိုးတွေနဲ့ကုညီနေတယ်လဲဆိုတာတော့ကျွန်တော်တို့အခုတွေ့သိတဲ့အတိုင်းပဲနိုင်ငံတွင်းမှာ ကျူးကျော်ပါတယ်ဆိုတော့တဲတွေကိုဖြတ်တဲ့အခါကျတော့ဘူဒိုဇာတွေဘက်ဖိုးတွေချက်ချင်းနိုင်ပိုင်းတွင်းရောက်လာပြီးတော့နိုင်ပိုင်းအတွင်းမှာဖြတ်သွားတယ်။ဟုတ်ပြီအခုငလင်တန်ကြောင့်တိုက်တွေပြိုကျဒုက္ခတွေရောက်တဲ့အချိန်ကမျိုးမှာဒီလိုပစ္စည်းကရိယာပြည့်စုံတဲ့အရာမျိုးတွေကိုကြတော့ချက်ချင်းပြည်သူကိုကယ်ဖို့ရောက်မလာဘဲနဲ့တခြားနိုင်ငံတွေကိုလက်ရက်ခေါ်ပြီးတော့အကူအညီတောင်းနေရတဲ့ အာနာရှင်ဟာဘလောက်ထိပြည်သူတွေအပေါ်ကိုရုံမှာရက်ဆက်တယ်လဲဆိုတာတော့ဒါခင်ဗျားတို့ကြွတ်ကြွတ်မြင်နဲ့တွေ့တဲ့အတိုင်းပဲကြောက်စဲတို့ဝမ်းတွင်းတို့ဒီလိုနေရာမျိုးတွေမှာတော့မှလာပြီးတော့ကူညီပါတယ်ဆိုတဲ့စစ်တပ်ရဲပြူနဲ့ပတ်သက်တဲ့သူတို့ရဲ့အဖွဲ့အစည်းတွေဟာပြည်သူကိုကူညီတာမရောက်ဘဲနဲ့အမိတ်ပေးသံတွေနဲ့မင်းတို့ကဘယ်အဖွဲ့အစည်းကလာဘယ်ကိုကူညီတဲ့လူတွေလားဆိုပြီးတော့လေးသံမောင်တင်းတင်းမာမာတွေနဲ့ပြောဆိုပြီးတော့ ူညီတဲ့အနေအထားမျိုးတွေကိုလုပ်နေကြတယ်ရှိတယ်။အခုငလျင်ဘေးဒဏ်ကိုပြည်ပကနေအကူအညီတောင်းယုံနေမကဘဲနဲ့ပြည်တွင်းမှာရှိတဲ့စက်မှုဇုံတွေမှာရှိတဲ့ဇုံတစ်စုံကို300လောက်ပေးရမယ်ဆိုပြီးတော့ငလျင်ဘေးဒဏ်အတွက်ကူညီရမယ်ဆိုပြီးတော့လိုက်ပြီးတော့တောင်းနေတဲ့နေကြတယ်။ဒါဆိုရင်နိုင်ငံတကာနိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရတရက်အနေနဲ့အာဏာသိမ်းလိုက်ပြီးထောင်ဘာကြောင့် ပြည်သူအတွက်ဘတ်ဂျက်မရှိလဲဆိုတော့ပြည်သူတွေအပေါ်မှာစေတနာတရားတရားလုံးဝမရှိဘူးဆိုတာအခုမျက်မြင်ကိုတွေ့မြင်တွေ့နေရတယ်လို့ပဲခုနကကျွန်တော်ပြောတဲ့ကြောက်ဝမ်တွင်းတို့ကြောက်ဆယ်တို့နေရာမှာပြည်သူတွေအားလုံး36ရောက်တော့တည်ဆုံးတယ်တည်ဆုံးတဲ့ခါမှာမီးသူကြောက်ဆယ်ဆိုတဲ့မြို့မှာမီးသူဆက်ဆိုတာပြတ်တဲ့အခါကျတော့ဘလို့လို့ရလဲဆိုတော့မီးသူဆက်ပြတ်တော့မြေမြုပ်ပြီးတကြွေရတဲ့အနေအထားမျိုးတော့ရောက်သွားတယ်ဒီအရာမှာကျွန်တော်တို့နိုင်ငံအတွက်ကယ်ဆယ်ရေးတွေကူညီမှုတွေ ချိုတင်ပြင်ဆင်မှုတွေဟာအစိုးရတရက်အနေနဲ့ရှိလားမရှိတာတို့တစ်ဖက်မှာဗျာကျွန်တော်တို့စစ်အာဏာရှင်ကိုထောက်ခံနေတဲ့ဘောမာကောဗျာခေတ်စကားနဲ့ပြောမှဆိုရင်ဘောမာတွေအနေနဲ့တိဖို့လိုနေပြီလို့ကျွန်တော်ကတော့ထင်တယ်ဗျဘာကြောင့်လဲဆိုရင်ပြည်သူကိုတနားညာတာမှုမရှိုံနေမှာပဲနဲ့သူတို့နေပြည်တော်မှာဖြစ်နေတဲ့စစ်တပ်အတိုင်းဝိုင်းထွက်လာတဲ့စကားပေါ့နော်ဖရဲသည်ဖရဲသည်စကားပေါ့ဗျာတကယ်အရေးကြီးတဲ့သူတို့ရဲ့ဘုံချုပ်ဘုံရုပ်တည်ရဲ့အသက်အန္တရာယ်ကိုပဲကာကွယ်ပေးပြီးတော့ ောက်ခြေမှာရှိတဲ့စတန်လျားတွေမှာရှိတဲ့ရိုးရိုးတာမန်အဆင့်လောက်ပဲရှိတဲ့ယာရုယာကန်ရှိတဲ့လူတွေကိုလုံးဝတနာညတာမှုမရှိတဲ့လုံရက်တွေကိုလှုပ်လာရတယ်အများကြီးတွေ့လာရတယ်ဒါကြောင့်မို့လို့လဲရှေတန်းစစ်မျက်နှာမှာယူသွတ်စေတဲ့ဆေးတွေတိုက်ကျွေးပြီးတော့လှုပ်ခိုင်းနေတဲ့သဘောတွေအများကြီးတွေ့ရတာဒါဟာဘာလဲဆိုရင်အစိုးရတရက်မှာရှိတဲ့ပြည်သူကိုမျက်နာမူတဲ့အရာလားပြည်သူကိုဒီထက်ဒီထက်ပိုဆိုးအောင်အာနာရှင်စနစ်တည်မြဲအောင် လုပ်နေသလားဆိုတာကို ကျုပ်တို့ခမားတို့အားလုံးတိဖို့လိုတယ်တိလဲတိတင်လဲတိနေပါပြီယုံထွက်လို့မရတဲ့ယုံကြွလို့မရတဲ့အနေအထားမျိုးတွေရှိနေတယ်ဆိုတော့ကိုလေအခုဒါငလင်ဘေးဒံမှာမျက်မြင်ကိုတွေ့ပဲဟိုပြောမယ်ဆိုရင်ဗျာကျွန်တော်တို့နှစ်ထောင်ရှစ်နှစ်ထောင်ကိုတုန်းကဖြစ်ခဲ့တဲ့ငလနာကိမုံတိုင်းမှာတော့မှဒီလိုပြဿနာမျိုးတွေအမျိုးစုံဖြစ်လာတယ်အခုဒီလိုမျိုးကုညီကယ်ဆယ်တဲ့နေရာမှာထိရောက်တဲ့အရာမလို့ကိုပြည်သူသိရင်သိသိပါစေသူတို့ကိုအားပေးတဲ့လူသူတို့ကို favor ပြဖြစ်နိုင်မဲ့လူမျိုးတွေကိုပဲသူတို့ကကယ်ထုတ်နေတာတွေ့ရတယ်။ဒါကြောင့်မလို့အခြေခံလူသားစံလာဖြစ်တဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေအနေနဲ့ဒီအာနာရှင်စနစ်ဆိုးဆက်လက်တည်မြဲနေတာကျုပ်တို့အတွက်မရေတမျှခံနေရတာပဲလို့ကျွန်တော်ကတော့ဒီနေရာကနေသုံးသပ်ချင်တယ်။ဟုတ်ပြီ။အဲ့ဒီလိုဖြစ်နေတဲ့အနေအထားမျိုးမှာနိုင်ငံတော်အဆင့်ဆိုတဲ့အနေအထားမျိုးပြောမယ်ဆိုရင်တော့ ကျွန်တော်တို့အခုရွေးကောက်ပွဲလုပ်မှာဗျာရွေးကောက်ပွဲလုပ်မယ်ဆိုရင်ရွေးကောက်ခံပါတီတွေဟိုယင်းတည်းက120ကျော်ရှိတယ်60ကျော်ရှိတယ်အခု32ခုနှစ်ပါတီတော့ပါတီတွေကစရင်တင်သွင်းတာရှိတယ်ဒီပါတီတွေဒီချက်ပါတီမဟုတ်ဘူးเนาะချက်ပါတီစားရချက်ပါတီမဟုတ်တဲ့အစိုးရပါတီတွေဒီနိုင်ငံတော်အဆင့်ပါတီတွေကပြည်သူတလောက်ထိဒုက္ခရောက်နေတဲ့အချိန်ခါမျိုးမှာ ပြည်သူကိုမျက်နှာမဝီအခုချိန်မှာတော့ကျွန်တော်ပြောမယ်ဆိုရင် volunteer ပေါ့ဗျာ volunteer အနေနဲ့ဘယ်ပါတီဘယ်အဖွဲ့ကြီးကဘယ်မျိုးနယ်မှာသွားပြီးကဲဆယ်ရေးလုပ်နေမှာလဲဘယ်ပါတီဘယ်အဖွဲ့ကြီးကကဲဆယ်ရေးမလုပ်နိုင်တောင်မှစားနဲ့ရိတ်ခါရစ်တန့်စားစရာသွားပေးနေမယ်ဘေးကနေဝင်းရံနေမယ်ကူညီနေမယ်ပြည်သူအထဲမှာပိတ်မိနေတဲ့လူတွေကိုအားတက်စရာလေးနဲ့ဘယ်လိုမျိုးပြောနေမယ်ဆိုတဲ့အနေထားမျိုးတွေနိုင်ငံတော်အစ်စ်အနေနဲ့ကြားရတဲ့အရာတစ်ခုမှမရှိဘူးဒါဆိုရင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ NLD ပါတီဆိုတဲ့ပါတီတခုကိုအမြင့်ပြတ်အောင်စနစ်တကျနဲ့အာနာရှင်လူတစုကကြမ်းခံရေးပါတီအောက်ကနေအဖွဲ့ခွဲမြက်လက်တက်ကလေးတွေခွဲဖိတာတဲ့ပါတီတွေဆိုတာအခုအချိန်မှာသိတာတယ်။အဲဒါပဲမြန်တာကျွန်တော်တို့အတွက်ဝင်ပြီးတော့မယောင်ယာစီလူတဲ့ပါတီနှစ်ခုတော့ရှိတယ်။ပြီးသုံးလုံးပါတီနဲ့ပြည်သူပါတီဆိုတဲ့အရာကတော့တေကျေပျက်စီးနေတဲ့နေရာမှာတွေးထွက်တန်ယူဖြစ်မလားဆိုပြီးရုပ်ရှင်ရိုက်တဲ့အကွက်တစ်ခုတော့ရှိတယ်။ဘာလဲဆိုတော့ သူတို့ပါတီမှာရှိတဲ့လူအယောက်90သောလူတွေတွေးတွားပြီးတော့လှူရဲပေါ့ဗျာကျွန်တော်အမြင်ပြောရရင်နိုင်ငံတနိုင်ငံတိစောက်တဲ့နေရာမှာကျမ်းမာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့အရန်တွေးဆိုတာစေယုံတိုင်းမှာရှိတယ်ဗျာဒီအရာမျိုးကိုမယောင်ရစီလူပြီးဒီပါတီဒီပါတီတွေဒီဒီငလျင်တန်ဘေးသင်းတဲ့ပြည်သူတွေကိုတတ်နိုင်တဲ့ဘက်ကကုညီနေတဲ့တယောင်ယောင်ပြည်သူကိုသူတို့ပါတီကိုမဲထည့်လာအောင် လုပ်တဲ့နီးတစ်ခုပဲလို့ ကျွန်တော်ကောက်ချက်ချလို့ရတယ်ကောက်ချက်ချလို့ရမှာပေါ်တင်ပုံမလင်းလေးနဲ့ပြောရမယ်ဆိုရင်တော့ဒါဟာပြည်သူကိုဂျင်းထဲနေတဲ့နီးတွေပဲအဲ့ဒီနီးတွေကိုအောက်ခြေမှာရှိတဲ့ပြည်သူကိုစားပြုတဲ့ပါတီတွေကဘာကြောင့်များပြည်သူတွေတလောက်ဒုက္ခရောက်နေတဲ့အချိန်မှာမလုကြသလဲနိုင်ငံတော်အဆင့်ကတော့မလုတာတေချာသွားပြီဘလို့တေချာသလဲဆိုတော့ခင်ဗျားတို့ကြွတ်တို့မြင်ရတဲ့အတိုင်းပါပဲပြည်သူကိုမျက်နာမူတဲ့အစိုးရတရက်တာဆိုရင် ဘောမာတွေပြောနေငါတို့ဘဘကြီးကကောင်းတယ်ကွာကောင်းတယ်ကွာဆိုရင်အခုဘဘကြီးရဲ့တကယ်လုပ်ငန်းဆောင်တာလုပ်ရမယ့်အချိန်ခါမျိုးမှာဘာကြောင့်ဒီလိုအနေထားမျိုးနဲ့ထိရောက်အောင်ပြည်သူကိုကူညီမှုမလုပ်လဲဆိုတာတော့ခင်ဗျားတို့ကြွတို့မြင်တဲ့အတိုင်းပဲအခုတော်တော်စေတော့မန္တလေးမြို့မှာလူလုံးထွက်ပြပြီးတော့အပူလုံးကြွနေတဲ့ကျွန်တော်တို့ပြည်သူတွေကိုရုပ်ရှင်ရိုက်တဲ့အကွက်တွေနဲ့မအားလာဟာတော့လှုပ်ဆောင်နေတယ် ါကြောင့်မလို့နိုင်ငံတော်အဆင့်အနေနဲ့လုံနေတဲ့အရာတွေမှာထိရောက်မှုမရှိတဲ့အပြင်အများကိုအားကိုးနေရတဲ့အနေအထားမျိုးဒီနေရာမှာဗျာကျွန်တော်တစ်ချက်ပြောကြည့်မယ်ဒါကျွန်တော်ဒီထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းပြည်သူတယောက်ကရှမ်းလိုရေးထားတဲ့စာကိုဘာသာပြန်တာဘာလဲဟာတဲ့နိုင်ငံအတွင်းမှာပြည်သူကိုတတ်ဖို့ကြည်စံမှုပတ်စံရှိတယ်ဘုံမှုပတ်စံရှိတယ်ဘုံမှုပတ်စံရှိတယ်လေရင်စီဖို့ပတ်စံရှိတယ်လေရင်မှုပတ်စံရှိတယ် ဒီလိုပြည်သူအတိတ်ဒုက္ခရောက်နေတဲ့အချိန်မှာဗမာလဲပြည်သူအတွက်ထားတဲ့ဘတ်ဂျက်တွေဒါဆိုရင်စစ်တပ်သို့မဟုတ်ကျွန်တော်တို့ဘပကြီးမင်းအောင်လိုင်းဟာကောင်းပါတယ်ဆိုတော့အာနာရှင်လူစုရဲ့လုပ်ရက်ကိုဝိုင်းဝန်းထောက်ခံနေတဲ့တစ်ဖက်ကဘုံမာတွေအနေနဲ့ဘလိုမျိုးအဖြစ်များပြောကျင်လဲဗျဒါပဂတိအရှိတရားပဂတိအမှန်တရားကျွန်တော်တို့ဒီချိန်မှာကြန့်ခိုင်ရေးသူခွဲလို့လည်းမရဘူး ပြည်သူပါတီဆိုပြီးခွဲလို့မရဘူးပြီးသုံးလုံးပါတီဆိုပြီးခွဲလို့မရဘူးကျွန်တော်တို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုတဲ့ LND ပါတီဆိုပြီးတော့လည်းခွဲလို့မရတဲ့အနေအထားမျိုးမှာတော့နိုင်ငံတော်အဆင့်အကြီးအကဲလူထမ်းစားတခုကပြည်သူအပေါ်ကိုရုပ်မှရက်ဆက်နေတဲ့ကိုချင်းစာတရားကင်းမဲ့နေတဲ့လောက်ရက်ကိုထိထိရောက်ရောက်လုပ်ပြီးဆိုရင်ဒီအာနာရှင်စနစ်ဆိုးဟာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ဘလောက်တောင်ငရဲတမျှခံနေရတဲ့စနစ်ဆိုးအောက်မှာနေထိုင် နေရလဲဆိုတော့ကျွန်တော်တို့ခင်ဗျားတို့အလုံးတိပြီဆိုရင်အဲ့ဒီအစိုးရရဲ့အောက်ကအခုရွေးကောက်ပွဲကျင်းပမယ်ဆိုတော့32ပါတီသောပါတီမှရှိတဲ့လူပြည်သူကိုရှေ့ရှုတဲ့ပါတီတွေရဲ့လှုပ်ဆောင်ချက်လှုပ်ရက်တွေဟာလဲပြည်သူအပေါ်မှာကိုချင်းစာတရားအပြည့်နဲ့ထွက်လာတဲ့ပါတီရှိပြောပါဗျမရှိပါဘူးမယောင်ယာစီတူးတဲ့တွေးလှူတဲ့ဆိုတဲ့ပါတီတွေပဲရှိတယ်အဲ့ဒီတော့ပြည်တွင်းမှာရှိတဲ့နာမည်ကျော်ကြားတဲ့ဆယ်လီတွေရှိတယ်ငွေကြေးချမ်းသာတဲ့ လူတွေရှိတယ်ဒီလူတွေကနေထမင်းတို့ဝေတာတွေရေတံမှုဝေတာတွေကိုအစင်းစင်းလှုပ်ဆောင်နေရတယ်ဒီလိုအစင်းစင်းလှုပ်ဆောင်ပြီးအခြားနိုင်ငံကလာပြီးကူညီတဲ့တချို့တချို့သောအဖွဲ့အစည်းတွေကိုလည်းပြည်ဝင်ဝင်မပေးဘူးဆိုတဲ့အရာမျိုးနဲ့ပိတ်ပလိုက်တယ်အ धिक အစိုးဆုံးအရာကစကိုင်းတိုင်းတတိုင်းလုံးဟာဘလုံးမဝင်ဝင်မရတဲ့အနေအထားမျိုးတွေလုံးဝပိတ်ထားတယ်စစ်တပ်ကဘာကြောင့်ပိတ်ထားလဲဆိုတော့လေတော်လန်ရေးကာလာအတွင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ အဝေးရောက်ဆိုရကနေအပြစ်ခက်ရက်စဲတယ်ဆိုတော့စာတကြောင်ထုတ်လိုက်တဲ့အရာမှာပထမတော့ကျွန်တော်စိတ်ထဲမှာတမျိုးပေါ့နောက်ပိုင်းကျမှကျွန်တော်တို့စကိုင်းမှာရှိတဲ့ပြည်သူပြည်သားတွေကိုကယ်တင်ဖို့အတွက်ဟပေးနေတဲ့အချိန်ခါမျိုးမှာတော့မှစစ်တပ်ကအားလုံးကိုပိတ်ဆို့ထားတဲ့အတွက်စကိုင်းတိုင်းစကိုင်းမျိုးတမျိုးလုံးမှာရှိတဲ့ပြည်သူတွေဒုက္ခအတိဒုက္ခရောက်နေတဲ့အရာကိုကျွန်တော်တို့ဘယ်သူတွေကခွင့်ပြုပေးပါလဲ ပြည်သူမှပြည်သူဆိုတဲ့အရာအတိုင်းပဲပြည်သူအချင်းချင်းပြန်ကူညီနေရတဲ့အချိန်အခါမျိုးမှာတော့တကားကိုလေးဘက်လေးတန်ပိတ်ပြီးတော့ထားတဲ့အတွက်ကျွန်တော်ပြည်သူတွေရဲ့ဘဝဟာဒီအာနာရှင်စနစ်ဆိုးအောက်မှာဘလောက်ထိဆိုးရွားဆုတ်ပြတ် တတ်နေလဲဆိုတော့ကျုပ်တို့တီးဖို့တီးတီးလက်တီးနေပြီအဲ့တော့ဒီလိုအချိန်အခါမျိုးမှာလက်နက်ကင်အဖွဲ့စည်းတွေဖြစ်တဲ့ဘုံငကားတို့အခြားလက်နက်ကင်အဖွဲ့စည်းတွေကနေကူညီလာတာတွေအများကြီးတွေ့နေရတယ်အဲ့ဒီတော့ထိုင်းနိုင်ငံကဖြစ်စီဗဲနိုင်ငံကဖြစ်စီ မြန်မာနိုင်ငံအတွင်းကပဲဖြစ်နေပါစေတက်နိုင်တဲ့ဘက်ကကျွန်တော်တို့ငလျင်ဘေးဒဏ်တင့်နေတဲ့လူတွေစစ်ဘေးရှောင်နေတဲ့လူတွေပြီးပါမဲ့ကလေးတွေကိုကူညီခြင်းနဲ့ဆိုရင်ယခုအချိန်မှာထိရောက်တဲ့နေရာတော့ဒီလက်နက်ကင်အဖွဲ့စည်းတွေကိုတွားအကူညီတောင်းပြီးတော့ကူညီတာကပိုပြီးအဆင်ပြေမယ်လို့ထင်ပါတယ်မေတ္တာရက်ခံချက်ငါတယောက်တည်းကောင်းစားဖို့ငါမိသားစုကောင်းစားဖို့ငါထင်ပေါ်ကြော်စောဖို့ဆိုတဲ့အရာတွေကိုတွေးတောပြီးတော့တောမီလောင်တောကြောင်လက်ခံမောင်း မခတ်ကြပါနဲ့မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေအခွင့်အရေးဟာဒီချိန်မှာယူတော့မကောင်းပါဘူးမြင်တွေ့နေရတဲ့အရာတိုင်းပဲမန္တလေးမြို့မှာတိုက်ပြိုတဲ့ရှေ့မှာကျွန်တော်တို့ရှင်းနှောင်းလှည့်နေတဲ့အပျော်ပါးတွေမြင်တွေ့ရတယ်ဒါဆိုကျွန်တော်အမြင်ကတော့ဒီလိုအနေအထားမျိုးမှာကိုဖင်းသားမှာလူတယောက်တေကြည်သို့မဟုတ်အတိတ်ကခံစားနေတဲ့အရာမိမိကဒီဘက်မှာပျော်ပွဲရှင်ပဲအနေနဲ့ နေနိုင်တဲ့စိတ်ဓာတ်တစ်ခုမျိုးဖြစ်နေအောင်ကိုအာနာရှင်စနစ်ဟာဒီလောက်ထိတည်မြဲနေတယ်ဆိုတာကိုကျွတ်တော့ခင်ဗျားတို့မြန်မာနိုင်ငံနိုင်ငံသားတွေအနေနဲ့ပြီးဖို့လိုတယ်။ဒါကြောင့်မလို့ဒီအာနာရှင်စနစ်ဆိုးကိုအမြင့်ချိုးမှသာလျှင်ဒီလိုကိုချင်းစာတရားကင်းမဲ့တဲ့အပြုမူတွေကိုချင်းစာတရားကင်းမဲ့တဲ့လုပ်ရက်တွေကိုချင်းစာတရားကင်းမဲ့တဲ့လူလူချင်းပေါ်ထားတဲ့မကောင်းတဲ့စိတ်မျိုးတွေပပျောက်အောင်လုံမအဆင်ပြေမယ်ဗျာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့ကျွန်တော်တို့မြန်မာနိုင်ငံဟာကိုကျင်းစာတရားတွေမဲ့လာပြီအတိညာတရားတွေခေါင်းပါလာကြပြီလူကိုလူလို့မထင်ဘဲနဲ့အဟိတ်တိစံတာတာပဲတွေးတောစဉ်းစားနိုင် မြင်တွေ့နိုင်အောင်အာနာရှင်လူတို့ကစနစ်တကျရုံမာနေတဲ့အတွက်ကျွန်တော်တို့ ရရအချိန်ရတဲ့နေရာကနေပဲအာနာရှင်စနစ်စိုးကိုစနစ်တကျနဲ့အမြင့်ချိုးဖို့လိုတယ်လို့ဒီနေရာကနေပြောရင်းနဲ့ကျွန်တော်ညွှန်းချပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဓိကလက်မဲကြီးရည်ရွယ်ချက်ရှိရှိလုပ်နေတဲ့စနစ်စိုးကို အမြင့်ချိုးရင်းနဲ့တဘာဝဘေးကပ်အန်ဒီရဲ့အပေါင်းကနေလွတ်မြောက်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာနဲ့မြန်မာနိုင်ငံအတွင်းမှာပျော်ရွှင်မြူးတူးစွာနဲ့အရင်လိုပုံမှန်တိုင်းနေရအောင် ကျွန်တော်တို့ဆဲဆူနေမဲ့အစားဒီစနစ်ကိုအာနာရှင်စနစ်ဆိုးကိုစနစ်တကျနဲ့ဘယ်လိုရိုက်ချိုးကြမလဲဆိုပြီးတော့ကိုတတ်နိုင်တဲ့နေရာလေးလှုပ်ဆောင်ကြပါလို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ပါလေအားလုံးကောင်းကောင်းလေးပါဗျာ